ဒီနေ့ Washington DC မှာကျင်းပတဲ့ HRW လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့2019ခုနှစ်နှစ်ပတ်လည်အစည်းအကားသာထုတ်ပြန်ပွဲမှာမြန်မာနိုင်ငံမှာမောင်တော်ဒေသမှာလူမျိုးတုံးတပ်ဖြတ်မှုတွေပေါ်ပေါက်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျ I would like to know about the ethnic cleansing in Burma. Don Aung San Suu Kyi government repeatedly denied that there's no ethnic cleansing. How do you get that information? ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ RFA က အဲ့လိုပေါ်ပြဖို့အတွက်အချက်လက်တွေဘယ်လိုရရှိခဲ့သလဲဒါရီယာခိုင်လုံရဲ့လားစပင်းမေးမြန်းခဲ့ပါတယ်ခင်ဗျာ RFA ကအခုလိုမေးမြန်းခဲ့တာကို HRW အဖွဲ့ရဲ့အမှုဆောင်ညွှန်ကြားမှု Mr. Kenneth Road က So we we are able to conduct our own investigations you're absolutely right that there are certain parts of the country which it's very difficult to gain access to and as a result we have to be in touch သူတို့မှာခိုင်လုံတဲ့အထောက်အထားတွေရှိပါတယ်ဒသင်းအစင်းမြစ်တွေဘလို့ရတယ်ဆိုတာကိုတော့သူထုတ်ဖို့ပြောဆိုနိုင်ခြင်းမရှိပါဘူးဒါပေမဲ့ခိုင်လုံတဲ့အချက်အလက်တွေအများကြီးသူတို့ရရှိထားပါတယ်အဒါအပြင်မောင်နှောဒေတာကနေရခိုင်ပြည်တော်ကိုထွက်ပြေးလာခဲ့တဲ့ဒီဒုက္ခသည်တွေရဲ့ We are we actually have um, sent people just the other side of of the Rakhine you know Myanmar border in Bangladesh speaking to people who have just fled so we very much have firsthand information and what they describe is horrible they describe the Burmese army you know shooting randomly raping women burning down houses we actually have အချက်လက်တွေရယူခဲ့ရမှာလာတလောထွက်ပြေးလာသူတွေကိုယ်တိုင်ကမြမစစ်တပ်ကမြင်းမြင်းသမျှပစ်ခတ်ပုံးတွေအမျိုးသမီးတွေကိုမဒိန်ကျင်ပုံးတွေရွာမီးရှို့ပုံးတွေကိုပြန်ပြောတာဟာထိတ်လန့်တုန်လှုပ်စရာကောင်းလာပါတယ်လို့ပြောပါတယ်ခင်ဗျာ But whatever the calculation it is deeply disappointing because here is a woman who has enormous stature. ဒေါ်ဆန်းစုကြည်ဟာလူအခွင့်အရေးနဲ့ပတ်သက်လာရင်ဩဇာတိတ်ကမှကြီးမားလှသူဖြစ်ပြီးကမ္ဘာလုံးကသူ့နောက်ကနေမမမမရပ်တည်ခဲ့ကြတာပါ။ဒါပေမဲ့သူအခုအာဏာရလာခဲ့ချိန်မှာတော့အပြင်းထန်ဆုံးနှိပ်ကွပ်ခံနေရတဲ့ရိုဟင်ဂျာတွေအတွက်ရပ်တည်ခြင်းမရှိတာကိုကျွန်တော်တို့သိပြီးစိတ်ပြည့်မိပါတယ်လို့ဖြေကြပါတယ်။ဒင်းလေးထုတ်ပြန်တဲ့ဒီ HR လို့အဖွဲ့ရဲ့အရှင်ကန်စာအဖွဲ့မှာတော့ဥရောပနဲ့အမေရိကန်ပြည်ထောင်စုမှာ အခုအာနာရလာတဲ့ခေါင်းဆောင်တွေကြောင့်ကဘာတခွန်းလူအခွင့်ရေးအခြေအနေတွေပို့ပြီးအန္တရာယ်ရှိလာနေပြီလို့ဖော်ပြထားပါတယ်ခင်ဗျာအတပြင်ဒီနေ့ထုတ်ပြန်တဲ့ HRW လူအခွင့်ရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့2019ခုနှစ်နှစ်ပတ်လည်အစီရင်ခံစာမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကဥဆောင်တဲ့အစိုးရဟာ1962ခုနှစ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်းပထမဦးဆုံးဒီမိုကရေစီနှီးကြအုပ်ချုပ်권ရတဲ့အစိုးရဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လည်းတဲ့ဒီအစိုးရကအခက်အခဲတွေအများကြီးစိန်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရပါတယ်တဲ့။အဲ့ဒီအခက်အခဲတချို့ကဘာတွေလဲဆိုရင်ဖွဲ့စည်းပုံအရစစ်တပ်ကအာဏာချုပ်ကိုင်ထားမှုတရားဥပဒေစိုးမိုးမှုအားနည်းခြင်းနဲ့ အကျင့်ပြတ်ချစားနေတဲ့တရားစီရင်မနိုင်နေပါပဲလို့လေ HRW ကပြောကြားလိုက်ပါတယ်ခင်ဗျာ HRW လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ဒီကနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာကချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းတွေမှာအစိုးရနဲ့တိုင်းရင်းသားတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေပုံမပြင်းထန်လာခဲ့ကြောင်းမြမစစ်တပ်ဟာတိုင်းရင်းသားအဖွဲ့တွေအကြားအစင်အမြဲတွေးခွဲနေကြောင်းမြန်မာနိုင်ငံမှာပြီးခဲ့တဲ့9နှစ်အတွင်းပဋိပက္ခတွေကြောင့် မိမိတို့နေရက်ကစွန့်ခွာထွက်ပြေးခဲ့ရသူဥယျာဉ်နှစ်သိန်းကျော်ရှိကြောင်းဒါအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမရဦးထင်ကျော်နဲ့စစ်တပ်အပေါ်ထုတ်ဖော်ဝေဖန်သူတွေကိုမြန်မာအစိုးရကအကြီးညိုပြက်စီမှုပုံမှ66ဂါကြီးနဲ့ဖမ်းဆီးအပြစ်ပေးနေကြောင်းဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရသာအစိုးရဟာဖွဲ့စည်းပုံအရစစ်တပ်ကအာဏာချုပ်ကိုင်းထားမှုတရားဥပဒေစိုးမိုးမှုအာဏာကျင်းချာဆပြက်စီးနေတဲ့တရားစီရင်မှန်တိုင်းစတဲ့ အခက်အခဲစိန်ခေါ်မှုများစွာကိုရင်ဆိုင်ကြုံတွေ့နေရကြောင်းလဲပြောကြားလိုက်ပါတယ်ခင်ဗျာဒီကနေ့ဝါရှင်တန် DC မှာကျင်းပတဲ့ HRW လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့2019ခုနှစ်နှစ်ပတ်လည်အစီအစဉ်ခါသာထုတ်ပြန်ပွဲကိုတရင်ဌာနတွင်လူခွင့်ရေးစိတ်ဝင်စားသူပြည်သက်စုစုပေါင်းတရာခန့်တက်ရောက်ခဲ့ပါတယ်ခင်ဗျာ